မင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝိထုတိုလေးရတော့စာရေးဆရာမကြီးခင်ဆွေဦးရင်ပန်းနီလာမှွေးလီမှာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် တမဏိဝင်တကားပေါက်တွေရဲ့အထက်ဘက်မှာတော့ဖိတ်ကြလွင့်စင်နေတဲ့ရမကာမျိုးစုံရင်အမဲသားငါရင်စိတ်တကားရဲ့အပြင်ဘက်မှာတော့တေကောင်ပေါင်းလဲအစာရေစာငက်ပြက်ခေါင်းပါနေသူတွေရဲ့တရုတ်ကပြဆရာတူဘူးငါရဲကို တငယ်ချင်းတွေအားလုံးကဖတ်ထားသည်ဝမ်းသာလှိုင်လဲသည့်အပြုံနှွေးထွေးသောနှလုံးသားနှင့်ဝိုင်းကြိုကြသည် လူရင်ပြန်ကွင်းပြင်ကျဲကြီးတွင်ပြေးထွက်လာသူတွေ၏အာလုံးမျက်နှာတွေထဲမှာဝိုင်းဝိုင်းဆက်ဆက်ပအိုးနီလေးများနှင့်ချစ်စပွဲမျက်နှာလေးတွင်ယူသားဖြောင့်မတ်သောမျက်နှာလေးတွင်ဝိညာဉ်တန့်စင်သောမျက်နှာလေးတွင်နှင့်တပည့်လေးတွေကိုမြင်ရကလေးကရင်ထဲ၌တစိမ့်စိမ့်နှင့်အေးလာသည်တတရဘန်တောင်စင်ခုနှစ်ထပ်နှလုံးအိမ်တွင်တီတာဆန်းသည့်စိမ့်၍ယူလာသည်ဆရာငါးရပြန်လာပြီ ဆွေရောင်ပိန်သွားလိုက်တာအသားတွေတော့ဖြူလာသလိုပဲမြမပြီကအမျိုးသမီးနဲ့ရနေတာဟဲ့အဲ့ဒီမိန်းမနဲ့ကွဲသွားပြီဆိုဟုတ်တယ်အသေးကွဲလို့ပိန်းနေမှာပေါ့အိုးမြမပြည်သူချင်းတူရင်တို့ကမန်ငင်းချန်တဲ့သဘောတူတာဆရာမလေးမန်ငင်းချန်ကမှတကယ်လှတာပြီးတော့မန်ငင်းချန်ကဆရာရဲ့ငယ်တငယ်ချင်းတယောက်တစ်ပေါက်ထင်မြင်ချက်ပေးနေကြသည်ကို ငားရဲဤနာတဲ့အကုံကြာနေရသည် အသက်အရွယ်အပြင်ငယ်နုသေးသော28နှစ်များရှိသေးတော်လဲအများတကအတိအမှတ်ပြုထားကြတာကတော့အလေတန်းပြကြောင်းအုံကြီးဦးငားရင်ခရမ်းပြမိုင်းလျက်ရှိသောတောင်ညိုထိတ်ဝဲဘုံငွေရောင်ဖြူလွားလွားနေတိမ်စားတိမ်ဆိုင်တိမ်ပန်းခိုင်တို့သည်ခွန်လေးတဒံတရိပ်ရိပ်နှင့်ချွေးသိပ်၍အပန်းပြေနေကြသည်မိုးအပြဝဲပန်းဖြူဤတို့စေရီချဲလေးပြီး ရွှေဝါရီလဲလဲနှင့်အဆူဆူသောဇေဒီတို့သည်တောင်ခွဲများပေါ်တည်ထားသဖြင့်ကြော်ကြားလာသောတောင်ခွဲဇေဒီသည်ထင်ရှားသောစုပ်ချက်ပမာအဝေးကပင်ဖူးမြော်နိုင်လေသည်ဇေဒီတီယာကြောက်တောင်တွေမှာစင်နရွက်ကမုံဆိုသော ကမုံရွက်ဝိုင်းဖားလျာစိမ့်စိမ့်လက်လက်တို့မှာညိုဖက်သောအကိုင်းနှင့်အတူထူထပ်စွာပေါရောက်နေတတ်သည်ကိုလည်းအမှန်ရနေမိသည် ။တမီးကြီးစားတွေသည်ဖျားကိုတွဲလျက်လာရောက်ဖူးလျင်ကွဲကွာတက်လို့မဖူးကြဟုအယူသီးသူများကဆိုပြန်သည်။မြမပြည်သူလဲလဲမော်နှင့်ကွဲကဲကြတာတောင်ခွဲစီတီကိုဖူးလို့လာတွေးမိပြီးရည်ချင်းမိသည်။လဲလဲမော်တယောက်ရိုက်ကောဆိုသည်ဘယ်စီနာရှိသည်ပင်မသိ။လော်ပီတာဆိုတာလေလျှက်စစ်တအားလွှရာဌာနအဖြစ်ကလွဲလို့ဘာများမသိလဲလဲမောဘာများမသိ တနေ့တနေ့လက်သေးအယောင်နှင့်လိုက်ဖက်သောလေရင်မောင်ထမိန်စဉ်လောက်ကိုသာစဉ်းစားနေပြီမျက်နှာလေးရန်အလားခရင်မျိုးစုံကိုဈေးတက်သွားပြီဆို၍လေးငါးဘူးဝယ်ဖို့အပန်းမကြီးတက်တော့လဲလဲမောဆိုတာတန်မဏိတကားအတွင်ကမိန်ကလေးကရားပြည်သူတို့ဤဓမ္မဦးချကိုအားဆိုင်၍အလုံးလုံးမှထမင်းစားရသော စင်ရည်သည်ဘဝအခေယာစာပေမရှိသေး၍ဖွံ့ဖြိုးတိုးတက်သင်သလောက်မတိုးတက်သေးသောဘဝ ကရားပြည်နယ်ထွက်ကြောက်ပြားများနှင့်တိဆောက်ထားသောအေရိတ်သားများရှိမှရေကန်ကို ကားထဲမှပင်လှမ်းငေးကြည့်မိသည်။ကံရီထဲမှစိန်လဲလဲမြသားပြင်ပမာကြည်လင်နေမြဲပင်ထေငါလျာကံငယ်စဉ်ကလေးဘဝဒီကံဤအတိတ်ဘဲကိုမေးလျင်မဖြေတမ်းဒီမှာအခေါ်ဝော်တွေက ရှမ်းဘာသာရောကရားဘာသာရောနှစ်မျိုးစလုံးရှိသဖြင့်ရှမ်းဘာသာလားကရားဘာသာစကားလားအရင်စဉ်းစားရသေးသည် ဒီငါလျာကတော့ခရဘာသာစကားဦးလေးဦးဖရန်စင်နီရဲ့ရှင်းပြချက်အရတော့ထီးဆိုဒီကားရင်ငါဆိုဒီကဦးငါဆိုသည်လူကိုအစွဲပြု၍မှဲခေါ်သည်တည်းလျာဆိုတာကတော့ရေမြောင်းနေဦးငါဆိုသူကိုအစွဲပြုမှဲထားသောရေမြောင်းဟုလုံးရေကန်ကိုဖြက်လျက်လမ်းအဆောက်တွင်ရေကန်နှစ်ခု꿰သွားသည်ကတရာလန်းကိုဖြတ်မိတိုင်းရေကန်နှစ်ခုတို့ကိုလမ်းဤတစ်ဖက်တစ်ချက်စီတွင်မြင်နေရသည် ကံကြီးအကိုဝါကံကြီးနောင်ဟုခေါ်ကြသည်တည်းပေတရာလမ်းကြောင့်မြေတားကဘာချားနေသော ကံကြီးနောင်ကိုကြည့်ပြီးလမ်းဆောက်လို့ရအရာရှိများကို စိတ်ဆိုးသည်ဟုတငယ်ချင်းမများလွမ်းဆုပ်ဖွဲရာပြောကြသည်ကံမောင်နှံသို့မဟုတ်ကံချစ်သူနှစ်ယောက်ဆိုရင်လည်းဘလောက်စိတ်ဆင်းရဲလိုက်မလဲဟုအတွေးများကနှုတ်နေပြန်သည်ဒီမောဆိုဘက်ကိုကားနှင့်လာကြသောအချိန်က နေဝင်လူဆဲဆဲအချိန်အပြန်ခရီးကလွမ်းဆုပ်ဖွဲကောင်းပြီးစွာ နေကြည်ဝင်ဝင်ရွှေဝါးစင်းနဲ့လင်းနေသောတစ်တော်အုပ်များသည်တရိပ်ရိပ်ကြမ်းရည်သည်ဒီဆိုသည်ကအချက်အချာမောဆိုသည်ကမူကောင်းကင်ဆိုးဆိုသည်ကတောင်မူကောင်းကင်၏အချက်အချာဖြစ်သောတောင်တောင်များအလေတွင် မြင့်မားထီထီနှင့်တောင်ကိုလမ်းမြင်နေရသည်ဆံပြချောင်းမှန်ရွာသည်ငွေတောင်ရွာစိုက်ပျိုး၏အထက်တန်းကျောင်းမှသည်ငွေတောင်စင်ကံပေါင်းလန်းစသော ခရီးစဉ်တွေက ငားရေငယ်စဉ်ကစပိန်တစီနှင့်ဘိန်းယာထင်စီခဲ့သောနေရာတွေပေါ့။ရှေးခါကကရာအမျိုးသားတို့စခက်ဝယုံပင်များနှင့်ခံတန်းဆောင်လုံး၍အင်္ဂလိပ်နေချေအားအန်တူးခဲ့သောနေရာဒေသဆိုသည်ကို အဖိုးတို့ပြောခဲ့ပူကြသည်။အင်္ဂလိပ်တို့အကောင်ညာနှင့်ဆင်စီပြီးငွေတင်းကားတွေကျဲခဲ့သဖြင့်ယူသားလှသောကရာပြည်နယ်သူတို့ဝါပင်ခုံငွေရှာကြသဖြင့်ခံတပ်ပြုခဲ့ကြသည်ကိုငယ်စဉ်က ခံပြင်းလျက် နာထောင်ရဘူးသည်ယိုးလွန်းလှသော သူစင်ရဲတို့ဤဘဝစုပ်ပြတ်ဟောင်းလွမ်းသောအဝေအစားများဝလျက်တိခုတ်သမားအလုတ်သမားများတတုပ်ပြီးတတုပ်အိမ်ပြန်ကြသည်တချို့လည်းတစ်ပင်တွန်းလဲသော အလုတ်ကိုလက်စားမတတ်နိုင်ကြသည်ငားရယ်တို့ကားပေါ်တွင်သာတစားတစားအရှိန်မြင့်မားလာသော အေးအေးတန်းနှင့်ချမ်းသလိုလိုစိတ်သလိုလိုဖြစ်နေတော်လဲအလုတ်သမားကြီးတို့ဤကြောပြင်တွေကချွေးများနှင့်ရွှဲနေနေသည်ခွန်ဆိုင်အားဆိုင် တစ်ပင်တွန်လဲကြသူများတွေ60ပတ်ဝန်းကျင်အသက်အရွယ်ကြီးပြင်းသူများပါနေသည့်အတွက်တော့ငါရယ်စိတ်မကဒီလောက်အသက်အရွယ်ရောက်လို့မှတသက်တာတာနေခွင့်မရကြရှာတော့ကြရာအိုတို့ရဲ့ဘဝဟိုးမအဖရှေးရယ်ဆိုမဟုတ်လားပစိုးအစိမ့်နဲ့ဟာရှေးရယ်ဆိုကို အဖလိုခင်သည့်အတွက်အဘဟုခေါ်ကြသည်သိမ့်ဟုတ်တာဗောငါရယ်မှညံကောင်းနေတော့ တငယ်ချင်းစံသိန်းအောင်ကငားရည်ဤကြောကိုပုတ်ပြီးဝမ်းသာအားရပြောနေသည်ဘျို့အဖရှေးရဲဆိုအခုချိန်ထိအလုံးလုံးရတော့ပဲလားဗျဟေးကားရဲကဘသူလဲကာကခေတာရပ်ပေးလိုက်သည်အဖရှေးရဲဆိုသည်ရည်ဝေသောမျက်လုံးများကိုပုတ်ခါကာနီတို့ပြေးလာလေသည်ကျွန်တော်ပါငားရဲဟေးငားရဲ နေမြန်မာပြည်မှာဆိုခုပြန်လာပြီဗျနေမြန်မာမကိုပြည်မမှာခေါ်မလာဘူးလားသူ့ကိုမိုက်လိုထားခဲ့ပြီဗျတငယ်ချင်းမခင်မေကငားရဲဤကြောပြင်ကိုပုံလိုက်ပြီအမေလေကတော်တော်ကြီးမခင်မေဤရီမောတန်သည်တကားလုံးပြန့်နှံ့ဝေစီသွားလေသည်တငယ်ချင်းမခင်မေကအီတန်သည် ။ငယ်စဉ်ကြောင်းနေတုန်းကတည်းကအရဲ့ကြီးရည်တက်သော သူ့အရည်တန်ကိုမှန်မိနေသည်။မခင်မေဤရည်တန်ကိုအဝေးကပင်ကြားနေရသည်။ယူသားပွင့်လင်းစွာဥလိုက်သေးလိုက်နှလုံးသားထဲမှတွန်းကန်ထွက်လာသောရည်တန်မှာကြားရသူတိုင်းရှင်လန်းရသည်။အတန်းကင်စရာဥဗတာအောင်ကပင်မခင်မေမရည်ပဲနေလျင်မို့ဘိုးတဆယ်ချက်ပေးမည်စိန်ခေါ်သည်။မယားတရွာသားရီးစားလို့တော့လွမ်းတက်တယ်တဲ့ ငါးရီကတော့တရွာသူရီးစားလို့လို့စံပြုတ်တငယ်ချင်းမောင်ွေဆိုးကပါရီသည်မခင်မေနှင့်မောင်ွေဆိုးတို့ပြန်ရီတတ်သည်အရီတန်သောမောင်ွေဆိုးသည် ရုပ်ရှင်ထဲမှမျက်လေးနှင့်တူအောင်ရီသလိုကောလိပ်ကျင်းနေဝင်းနှင့်လည်းတူအောင်ရီသည်ဇော်ဝမ်းနှင့်တူအောင်လည်းရီတတ်သည်တလန်းလုံးအဟဟားနှင့်ဇော်ဝမ်းလီအတိုင်းရီလာသည်ကားဆတ်နှူတန်းကိုပင်သူတို့ဤရီတန်းတွေကဖုံးလွှမ်းသွားသည် အမျိုးသမီးတငယ်ချင်းများဖြစ်ကြသော ခင်မေးလေးကြည်ကြည်ထွေးနန်းချိုချိုတီတာမခင်တန်းတန်တန်နူတို့ကိုလည်းမမေးဤသို့ချစ်ခင်မြနိုးဘွယ်ကောင်းသောเจ้าနေဖက်တငယ်ချင်းများတွင် အတန်းကြီးကကိုအောင်ကျော် ကိုလှကျော်နှင့်ကိုမြင့်သေးတို့ကိုလည်းအမှန်ရာနေပြန်သည် ကိုဝမ်ကိုကြောင်းကကိုကြောင်းစီကိုရှာခဲ့ရသောလမ်းလုံသားဘဝမှာအင်ဂျင်နီယာဖြစ်ခဲ့သောကိုအောင်ကျော်ဆိုလင်ဘဝဟောင်းမှမိတ်ဆွေများကိုခင်မင်တတ်သည်မခင်ကြီးဆိုသောရှမ်းအမျိုးသမီးလေးနှင့်အိမ်တောင်ကြကတာသမီး၅ယောက်ပင်နှင့်ဘူစုခယူစီ၍နေပေပြီသူအိမ်မှာတော့ကသူကလေးတွေကိုတန်းစီပြရင်မန်နန်းဝမ်၊မွီ၊ဝမ်လျံ၊မန်နီ၊ဆိုင်းဝမ်၊မောင်ပန်းမွီ၊နန်းဘူဝမ်၊ပန်းသူစား နန်းဘူခန်းပန်းနီလာဟု ကလေးတယောက်စီကိုလက်ညှိုးတထိုးထိုးနဲ့နာမည်တွေအစဉ်လိုက်ရွပြလို့မဆုံးသူ့အမေရင်ဝင်ထဲမှာပန်းနီလာဆိုသည့်ပမိုနီနီလေးနဲ့ခြောက်လာသမီးလေးကိုမြင်ရတော့ငားရယ်နဲ့လဲလဲမော်လို့ရခဲ့သောသမီးလေးများနီလာကိုတတိယမိသည် သမီးလေးများနီလာသည်နှစ်လပင်မပြည့်သေးသောအရွယ်သူဖွားဤရင်ခွင်ထဲတွင်ရက်ကန်ရက်ကန်နှင့်လှုပ်ရှားနေဟန်ကိုမျက်စီတွေကမထွန်း တစ်နှစ်နှင့်လေးလအတွင်းလဲလဲမော်နှင့်တွေ့ခဲ့သည်ချစ်ကြိုက်ခဲ့သည်၊ကွဲခဲ့သည်ညာနီလာနှစ်လသမီးအွယ်သူ့အမိဘက်ကဖွားဤလက်ထဲကျန်ရည်သည်တာမန်ပြောရလျင်တော့ဒါပါပဲတာမန်ပဲခတ်ပေါ်ပေါ်ပြောလိုက်ခြင်းပါသည်တာမန်ပဲဟု တွေ့လိုက်သည် တွေ့ခဲ့သည် တွေ့နေစေတွေ့အောင်မြည်သည်ပညာရေးတက္ကသိုလ်တွင်ငားရေကဆရာလုတ်တဲ့နှင့်ပြန်တက်သောပညာရေးတက္ကသိုလ်ကျောင်းနောက်ဆုံးနှင့်ကျောင်းသား လဲလဲမော်ကအင်္ဂလိပ်စာအဓိကသမားခက်လွယ်လွယ်ပင်တက္ကသိုလ်ထဲဆုံးဖြတ်ကြသည်ထောက်ပံ့ခြင်းနှင့်ကြောင်းတက်ခဲကပြည်내သို့ပြန်ရမည်ဖြစ်တော်လဲလဲလဲမော်ဤအလှကွန်ရက်ကယုံမထွန်းနိုင်ခင်အောင်ပင်လဲကန်၌နှစ်သမီးတွေ့မိသလိုယူမိမူမိသည်သူတန်နူနှင့်မနော်ဟရီတို့ဤထင်ရှားသောငွေတောင်ဇလန်းကိုပြောင်းပြန်လှန်လိုက်သည်ဒီတခါငွေတောင်ပြည်သို့လိုက်ရမည်ကမြန်မာမာလေးလဲလဲမော် အစားကတော့တမတ်အိမ်ပါဖြစ်သည်လဲလဲမော်အိမ်တို့ငားရေလိုက်ရသည် တက္ကသိုလ်ရိပ်သာလမ်းမှလဲလဲမော်တို့အိမ်ကတာနာပါပြီတောက်ပြောင်သော ကျန်းတွေကိုဘလို့နင်းရမည်မသိဖောင်းကြွပန်းပွင့်ပတ်ခက်များနဲ့ခန်းစည်းတွေလေထဲတလွင်လွင်တက်နေသည်ကို မထီးရန်နူးဤသောဆပရင်တက်ဆိုဖာတွေပေါ်မထိုင်ရန်ငွေစုံငွေခရင်တွေကို မကင်တန်းဘာပဲဖြစ်ဖြစ်မတူသောဘဝနှစ်ခုခန္ဓာနှစ်ခုကိုရုပ်ချီမြင်သာပါသည် အရှိနှင့်အနောက်သို့မဟုတ် တောင်နှင်းများတွားရလမ်းများက အခြားနာကြီးခြားနာသည် မြင်းပြိုင်နှစ်ခုကိုမြင်လျက်နှင့်ငါးရေကစိတ်ကူးရင်ခဲမိသည်လဲလဲမော်ရက်သောပင့်ကူမြင်အိမ်တွင်တိုးဝင်မိသည်ယူပြီးမှငါးရေအားပြက်ပြက်တောက်တောက်ဆက်ဆန်းသည်လဲလဲတွင်ရီစာရှိသည်ကြီးစားနှင့်စိတ်ဆိုးစိတ်ကောက်ပြီးအဆက်အသွယ်ပြတ်တော့မခံခြင်းသဖြင့်ငားရည်နှင့်အတွေ့ဖြစ်ကြတာတည်း ိုးရွာသောနေ့တည်းမှာအတူတကွာထီဆောင်ပြန်ကြရင်ငားရည်တယောက်ချစ်စကားကြိုက်စကားတွေပြောခြင်းလည်းရနေပြောမထွက်ပဲရှိနေစေလေမောကငားရည်ဤရင်ဝင်ကိုနှွဲမိလာသည်ဘလူကဘလူဖြစ်သည်မသိငားရည်သည်လဲလဲမောထံမှမမျော်မှန်းဝွင့်သော အနံမိုးသွန်းဖြိုးကွင်းကိုလွယ်လွယ်ကူကူရလာသည်ရပြီးမြနီလာလေးကိုဝင်ရှိလာတော့နင့်ကိုငါမချစ်ဘူးချစ်လို့ယူတာမဟုတ်ဘူးခက်ပြောင်ပြောင်ဆိုလာသည် သူရည်စားဆိုသူအလုတ်တင်ဆရာဝန်ကို နေ့တိုင်းဖုန်းနှင်းစကားပြောသည် ထိုသူဓာတ်ပုံကိုနှစ်ယောက်အိတ်ကရင်ကောင်းရင်တွင်ပြောင်ပြောင်တင်းတင်းချိတ်ဆွဲထားသည်နေ့စဉ်နေ့တိုင်းရမကဖိတ်စင်လျက်အမေသားငါပြေရှမ်းသောသူတို့ဤဖောက်ပြန်ဆင်းလဲသောဘဝကောက်ကျစ်သောဇယိုင်နှင့်တသက်ပန်လုံးယူသားဖြူစင်၍ဝိညာဉ်တန်ရှင်းသောအနေအထားနှင့်ကြည်ပြင်းရသူငါရဲမှာပေမာဟဆက်ပါမည်နီလဲလဲမောအားအစာကချော်ပါသေးသည် ်ဆွဲဆောင်စီယုံပါသေးသည်တမီလေးများနီလာမျက်နှာကိုထောက်ထားဖို့ပြောပါသေးသည်ဘလို့မှနားမဝင်လဲလဲမောနှစ်ည၃ညများပြန်မလာတော့နောက်ဆုံးညတွင်ကရင်ကောင်းရင်မှတပ်ပုံကိုရိုက်ခွဲပစ်ခဲကဖုန်းကိုကြမ်းပြင်ပေါ်သို့ဆောင်းချပစ်ခဲ့ပြီးအဝေးတထဲကိုတခုနှင်းအပြီးအပိုင်းဆင်းလာခဲ့သည်ယောက်ျားမလက်ထဲမှာတမီလေးများနီလာကို အတင်လူရံမြီစိတ်ကူးပြီးမှမတက်သားသဖြင့် ရက်ကန်ရက်ကန်နှင့်တမင်းငယ်လေးကိုနန်းကျင်ပါလျက်မနှမ်းခဲ့ရပင်ထားခဲ့ရသည်ထိုနေ့ညကစီပြတ်တွင်မိသွေးထဲကကင်ထားသောငါးသလောက်ကင်နှင့်ဒိန်နှင့်နေထားသောကြသားကင်များကိုမစားဖြစ်ပင်ထားခဲ့ရသည်ဧည့်သည်တွေကြွေးမည်ဆိုပြီးကြက်ဥနွားလိုများနှင့်ပူတင်းများဖုံနေသည်ကိုမြင်ခဲ့ရသေးသည်ညနေလာတမြုံမြုံနှင့်ဝါနေတာလေကြည်နူးစွာ ကြည်ခဲ့မိသေးသည်လွန်ခဲ့သောတစ်ပတ်က တမိလေးဝတ်သက်တွေထွက်သဖြင့်ထန်းချီကရှောင်းနေရတာတတိယခဲမိသေးသည်မိုးရွာတဲ့ထွက်ခဲ့တော့လေမိုးကမကြောက်မိုးရွာတဲ့လမ်းလျှောက်ရတာကိုပျော်စရာဟုမထင်သလိုမိုးဆူမှလည်းမဆိုးရင်ခင်တိတခါတော့မိုးတဲ့တတိတညာကင်းလွတ်သူပမာပြေခဲ့ခြင်းဖြစ်သည်မိုးရီလားမျက်ရီလားခွဲခြားလို့မသိနိုင်သောရီတို့ဖြင့်ဆူဆွတ်သောပါးပြင်းနှစ်ဖက်သည်ပူတလဲဤတလဲနှင့် အပေါ်ဒက်အခန်းမှာစတူဒီယိုတေးတန်သည်ပတ်ဝန်းကျင်တွင်ပြန်လည်နေသည်ကိုရေရှုံနေပဲနှုတ်ဆက်ခဲ့ချစ်ရဲ့နေရတော့ကိုကိုရဲ့အရှုံးဆိုသည့်နေရာတွင်ဖေဖေရဲ့အရှုံးဟုထည့်ဆက်လျက်အချစ်ရဲ့နေရာမှာသမီးရဲ့ဟုထည့်ဆိုမိလျင်တော့ငားရဲဤပါပြင်သည်

ကန်ဆိုးရှာသည့်တမီလေးစင်စွယ်နှန်းတွင်ဆံမြန်းနေရသော ပင်တိုင်ဆန်ထိတ်ထားလေးဖြစ်လာပေမယ်။တမဏိဝင်းတကား၏အပြင်မှအကြောင်းအရာများကိုတီးခွင်မရပေအုံနောက်တွင် အစိတ်အတိပြီးသောအတွေ့အခေါ်တွေနှင့်ကြည်ပြင်းရမည်။မတန့်စင်သောဝိညာဉ်နှင့်ကောက်ကျစ်ဆင်းလဲသောဇယိုက်များရှင်သန်လျက်ရှိသောဘဝကိုဥဆောင်ရမည်ဆိုတော့တမီလေးကိုနှမျောလာသည်။ပြန်ခိုးယူခြင်းသည်။ တကြဲရွာတကွန်တိုင်းတစ်ခုရဲ့တောင်ဘက်ညောင်ဘိန်းနယ်ပင်အောက်တွင်ရန်လျက်ငေးကြည့်နေသော အမေလက်ကိုဆွဲကင်တော့အမေလက်တွေမှာတုံရင်အေးဆန်းနေသည် အမေအမေလက်တွေကိုစုပ်ကိုင်းလိုက်သည်အမေကကြီးဝေနီမြန်းသောမျက်လုံးများနှင့်ตาကိုလှမ်းကြည့်သည်အမေခေါင်းစုပ်အင်ကြီးအယောင်မှလွင်လျင်ကြရားလုံးကြီးအနီမှစုပ်ရည်နေသည် ပြုံးရန်စူးစမ်းလိုက်သော အမေသွားများသည် ကွန်ကြီးများတက်လျက်ပါးစပ်တွင်ကွန်နှင့်ပြေးနေသည်နင်းပြန်လာပြီနော်ဟုတ်တယ်အမေနင့်ကိုရှားရယ်နဲ့တွေ့ပြီးပြီလားမင်းကဒီမောဆိုးမှာတွေ့ပြီးပြီအမေအားနှအိုမောရရဲ့နေကောင်းရဲ့လားဟုကြားဘာသာစကားနှင့်ပြောတော့တသက်ပန်လုံးမျိုးမှကြည်ပြင်၍မြန်မာစကားအပြောများပြီးမြန်မာရေလဲနေသောသားအားအမေကသဘောကျသလိုရည်နေသည် ဝါဦးမို့ဦးလျာအမေကနေကောင်းပါတယ်ဟူပြန်ဖြေသည်အမေသည်မျက်စိပေါက်ပိတ်ခမန်းရည်နေရမှအကြီးရခကလေးနေကောင်းနေနော်ဟုတ်ကဲ့အမေငားရည်ဤအဖြေသည်တုံဆိုင်နေသည်ကလေးကတိတ်လာတယ်နော်ဘသူပြောလေရှားရယ်ပြောတယ်ရှားရယ်မြန်မာပြည်တစ်ခေါက်သွားလို့အော်ဟုတ်သားပဲ ကျွန်တော်မေ့သွားလို့ငါစိတ်မကောင်းဘူးဟဲ့အမေကငိုတော့သည် အမေကိုပြန်ချောရတော့ငါရဲ့ဤမျက်တောင်များသည်မျက်ရည်ခန်းရန်တစ်ဖြက်ဖြက်ခပ်ပြင်းရသည်အမေကမုတ်ဆိုးမဘဝနှင့်ရှားရယ်နှင့်ငါရယ်တို့ညီအကိုတွေကိုကြောင်းထားပေးသည် အမေသည်စဘာလဲစိုက်သည်တောင်ရအမည်ပဲပေကြဖယုံတခွာခရံသည်များကိုလည်းစိုက်ပြိုးသည်ပတဲခရံသည်မှာနာမည်ကြီး ဈေးတဲ့အတွဲလိုက်ရောင်းလျင်ရောင်းစွန်လာသည်ရွာလေးသည်အင်ဂျီတရားများသာရှိသည် အရှိနှင့်တောင်ဘက်တစ်ခုတွင်တောင်တန်းများပိတ်စည်းကာတန်းလျက်မြောက်ဘက်တွင်တောအုံညွညွကျွံ့ရွက်ဖားဖားများနှင့်ကျွန်းပင်များကို အဝေးမှပင်မြင်နိုင်သည် တကွန်တိုင်းတချို့ကိုလှဲထားသည့်ကောက်ရိုးစင်တွင် ကောက်ရိုးမြင့်များနှင့်ပြန့်လျက်တွဲလွဲကျနေသောကောက်ရိုးမြင့်စားများတွင် စာဝါလီများနာနေသည် အမေအိမ်သို့လှေကားအရှင်နှင့်တက်သွားသည် အိမ်မှာခြေတန်းရှိအမြင်လေကားအရှင်တတ်ထားရသည့်သဘောမှာကြားနှင့်သားရဲများလာလျင်လွယ်လင်းတကူမတက်နိုင်ရန်ဖြုတ်ထားရမည်ဖြစ်သည်ကျွန်တော်ပြန်လာပြီပဲအမေအမေမပြောဘူးလားစေပလောမူသူ့မိသည် သူ့ချက်ထားသောဟင်းနှင့်ထမင်းကျွေးသည်ကြက်သားနှင့်ဘူးသည်ဟင်းကစီလုံးဝါမပါမြုပ်သည့်အတောင်လိုက်ထဲထားသည် အမေ၏အနေအဆသည်ဆင်းရဲလှသည် စာလဲမတက် ခရားတို့တွင် အခရားတလုံးမရှိသေးသည့်အတွက်ငားရွေတို့လူငယ်တွေမှဝန်းနေလာသည် အတွေးခေါ်ပိုင်းကတော့အဆင်မြင်ပါသည်ဟုကိုငယ်ချင်းကိုချင်းမိသည်ကြီးလက်တီးတန်ကြပြများကိုတက်ကြီးစကားတငယ်ကြစီ၍တီဂီတာများတီးဆိုခြင်းဖြင့်အဆင်အလားထိမ့်သိမ်းခဲ့သည်ညကြတော့အမေသည်တဲဝရန်တာငယ်ထွက်လျင်ခေါင်းရည်ဆုပ်ရင်းတချင်းတွေစူပြသည်သည်အမေတချင်းအတိတ်ပဲတော့နားမလဲလားအမေဒီလဲ ူဘာသာသူဘာသာမပြန်တမ်းတလေလေနေဖြစ်နေသည်မောင်မမိဘမဲတဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့လူလားမြောက်ပြီးယောက်ျားတယောက်လိုဖြစ်လာတော့အိမ်ထောင်ရွေးချယ်ဖို့စဉ်းစားပေးပါနောက်ငွေဓာလေးပါတယ်ကောင်းကောင်းလေးနေပါမယ်နောက်ဘလူလဲမသိအမေကမျက်စိပေါက်ပိတ်အောင်ရည်ပြန်သည် ငားတွေကတော့အမေနှင့်ကြောချင်းမိထိုင်ကຫນွေចောင်းပိရက်တရက်ကဖေခုံရွာအလေအသွာဦးလေးအောင်နှင့်ဦးလေးကျော်စန်းတို့သည်ဆိုပြတော့ပထောင်ဘာသာနှင့်တချင်းတပုတ်ကို အမှန်ရမည်သည်ချစ်သူရဲ့အလှဟာထင်းရှူပင်ပေါက်လိုလှတယ်တဲ့ကျက်တရေရှိပုံကစဘာပင်စိမ့်လန်းတာနဲ့တူတယ်။မွေးချိန်လာတဲ့ချစ်သူကိုနမ်းလို့မဝ။မောင်ကတော့ရုပ်ဆိုးပါတယ်။ချစ်သူလေးကမောင်ရဲ့အချစ်ကိုလက်ခံခြင်းပါမလား။ မိန်းကလေးကပြန်ဆိုသည် ကျမရဲ့အလှကို တလောက်မတင်စားပါနဲ့ဖခင်သခင်ဖန်ဆင်းကလေးကတလောက်လှတဲ့လူမဟုတ်ပါ ကျမဟာအမိဝမ်းကသက်ဆင်းလာကလေးကမိဘကတလောက်စင်ကြယ်အောင်စည်းလာတာမဟုတ်ပါဘူးမလှပါဘူးမမြောက်ပါနဲ့အစဉ်အဆက်နဲ့ထားခဲ့သောတေးသချင်းဂီတအကြောင်းကို အမေအားပြောပြနေမိသည်ခရီးတို့သမိုင်းစဉ်ကိုပြန်ကြည့်လျင်လဲဘယင်းနောင်လက်ထက်ယူရီယာတွေကိုစစ်တိုက်သည့်အခါ လိုက်ပါလာခဲ့တာတွေလည်းသိခဲ့ရသည်ပလူကောင်တွေပြန်တာမိုးနံမင်းကိုစစ်သွားတိုက်တာတွေဒါပေမဲ့ထုတ်သားမပါပဲသွားတိုက်တယ်ဖြောင်ဖြောင်ဖြူဖြူပေါက်တဲ့ဝါပင်တွေဟာအကင်ခံမရှိဘူးနှစ်ဟောင်းမှရွာတဲ့မိုးဟာမိုးသားမပါဘူးဒါကြောင့်ပလူကောင်တွေမိုးနဲ့ဝါပင်တွေရဲ့လုံရက်ဟာအကျိုးမရှိဘူးထုတ်ကဲ့သို့ထိုက်ရိုက်မပြောသွေဝိုက်သောအတိတ်ပဲတွေနဲ့စစ်တိုက်တာအကျိုးမရှိဘူးဟုဆိုခြင်းဟန်တူပါသည် ကြပြအစင်ကမြင်ပါသည်စားမရှိသည့်အတွက်ခက်သည်တမီလေးများနီလာကြည်ပြင်းလာတဲ့တတိမှာကရားဘာသာစာပေများနှင့်ခန့်ညားသောတီးကြပြတွေဖော်ထုတ်နိုင်မည်ထင်သည်ညနီလာသည်နာမည်ကျော်ကြားသောကြပြဆရာမကြီးဖြစ်နေအောင်မှလားခေါင်းရည်ကြောင့်မျက်စိစင်းစားပြုနေသောအမေပခုံးကိုဖတ်ခါသမီးလေးညနီလာကိုလဲလဲမောထမ်းမှပြန်ခိုးယူမည်အစီအစဉ်ကိုအမေအားပြောပြနေသည်။ ထို့ညာကငားရေဤအိမ်မက်ထဲတွင် ပလူကောင်များနှင့်အတူလာ၍စစ်တိုက်သွားမည်ထင်သည်ငားရေဤလက်ထဲတွင်တော့ဒါလက်နှင့်ပြည့်ပြည့်စုံစုံ ပါသွားမည်ထင်သည် ခင်ဆွေဦး1986အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်